ကျွန်တော်ပြောတာတွေကလက်တွေ့လက်တွေ့ကြရတဲ့ဟာတွေပြပြတာပေါ့နော်အဲ့တော့ဒီမန်လေးပြောပြတာဒါတကယ်လူကလူရဲ့ဇွဲရှိဖို့တော့လိုတယ်ကြောက်တယ်ရ4 mm သေးလဲသေးပါတယ်နော်1.0ကတော့မရအောင်ဆေးလဲစားရမယ်ပေါ့နော်ရေလဲတောက်လေးလီတာ4လီတာကောင်းတယ်5လီတာလာတောက်အဲ့ပြောပြအောင်မယ်တလားကျွန်တော်နဲ့ခီးသွားတဲ့ဆရာကြီးနော်ဟယ်ရီဆရာဟယ်ရီဟယ်ရီဆိုတာရှိတယ်သူကမော်လမြိုင်ရဆရာကြီး80နော်ကျွန်တော်က40ကျော်ကျွန်တော်နဲ့လိုက်ပြီးတော့သူကဖြုတ်တာ လိုက်ပြီးတော့ဗျာရေခဲတောင်ဟိုလေပဲပေးတထောင်ကျော်အထိကိုတက်နိုင်တယ်။တော့တောင်တောင်80ကျော်ကြီးမတက်နိုင်ဘူး။သူကဘာလဲဆိုတော့မနက်ကိုအဲ့ရထပ်တာရှင်1.5လီတာတောက်တယ်ရေ။ဘိုက်ကချက်နေတယ်ခါက32ပွဲတယ်။ကျွန်တော်က36ကျွန်တော် device က36သူက device ကို32တော့ဆရာကြီးက smart တော့အဲဆိုကြည့်ပဲဆရာကြီးက ကျွန်တော်ဆရာကြီးอ่ะအဲ့လိုမျိုးပေါ့သူနဲ့ကျွန်တော်လည်းဟယ်ရီအမြဲတမ်းသွားတယ်ဂျပန်လည်းသွားတယ်ကုအိမ်ကလည်းသွားတယ်ပေါ့နော်ကျွန်တော်ညီကိုလို့နေတာဒါပေမဲ့ तू ကိုလည်း90ကိုက40ဘရာသာပဲ तू อ่ะဟာ तू อ่ะရဲနှုတ်တယ်လीအဲ့တော့ तू ဘာလဲဆိုတော့ तू ကာဒီယိုလုပ်တယ် तू ကမနေ့ sorry 6နာရီထားတယ်ရေတမှုခွဲတောက်တယ်တောက်ပြီး तू ကာဒီယိုလုပ်တယ်လင်းချင်းငယ်လုပ်တယ်အဲ့ရေခဲနောက်ပေါ်မှာလည်းဆရာရန်အင်းရှာကြီးချော့နှစ်ပတ်လောက်ကြက်လိုက်ရန်ကျွန်တော်ထေသွားတာကိုသိပြီးတော့ဆန်နဲ့ခုံလိုက်ကာဒီယိုလုပ်လိုက်ဆိုတော့ ဒါ Harry ကရမ်းမြန်တာဟုတ်တကယ်ဟို minus 20အောက်ရောက်နေပြီလေ20အောက်ရောက်နေခါကျတော့အပေါ်ကလေလေရမ်းတိုက်တာဟုတ်80ကျော်ကြီးပြန်တောင်းတောင်းဆရာဝန်တွေမသွားဘူးအဲ့ပြအဲ့ body မရောက်ဘူးဆရာ Harry ရောက်တယ်အဲ့တော့ပြပြတဲ့နေမြန်သူကအဲ့မှာအကားရွယ်လေးလှုပ်ပါညာပေါ့ပြပြတာရေကိုရေတောက်ဖို့ပြောတာနော်ကျွန်တော်တကယ်ချင်းအဆေးကုံမြန်ရင်တော့မန်နေဂျာပဲမမောင်ခိုင်ဆိုတာရှိတယ်ရေတက်5ဘူး6ဘူးတောက်တယ်ကုန်းလဲစားတယ်ဆဲလေးလဲတောက်တယ်အရက်လဲတောက်တယ်ဘီယာမတရက်5ဘူးလောက်တောက်တယ် ငါဘူးဆိုတာဟိုလိုဟိုပလင်းအရှိအရှိအရှိငါဘူးဆိုတာအပုံမှန်တောက်တာသူ့အကြောင်းတက်တက်ကိုပို့စင်ပြီးပြောပြအောင်သူနဲ့တွေ့မှကျွန်တော်ရန်ကုန်ရရင်တွေ့ပြီးတော့သူ့အကြောင်းရှင်းပြမယ်သူတကယ်ကိုအတက်က90နာကတ်နေပြီနော်လူပြိုကြီးတကယ်ကိုကျမ်းမိုက်တော့လိုက်စားသူကလည်းဒီ medical failure ဖြစ်နေတော့အဲ့တော့ပြပြတဲ့ပဲကကျွန်တော်ပြောတာတွေလက်တွေ့ပြောပြတာတဲ့ပဲဟိုကြိုက်ရင်ယူမကြိုက်ရင်လက်ဘာမှမဖြစ်ဘူးလीနော်ကျွန်တော်ပြောရတဲ့ပဲကဒါတွေကအမှန်နေပြောပြတာအချိန်တော့ပေးရတယ်နော် ရေတောက်နာဘလောက်ကျိုးများလဲဆိုတာကိုပြောပြတာပါဘိုက်ချက်ချင်းရေတောက်ပြာနော်ဝမ်းမချုပ်ချင်းရေတောက်ပြာမနေ့အရထိုင်တပူးတော့အနည်းဆုံးကောင်းအောင်တောက်မြန်မာလူကြီးကပြောရခက်တယ်ကျွန်တော်အိမ်ကလည်းမိမလည်းပြောမရဘူးရေမတောက်တော်တော်ဆိုးတယ်အဲအဲ့တော့ယောဂါတွေဖြစ်တာနော်လေးဘက်နာကြီးတွေဖြစ်ချင်တယ်ကြိုက်တယ်ဘာညာရေတောက်ရေမများတောက်တရက်ကို၄လီတာဘာမှဖြစ်ဘူးတောက်လို့ရတယ်နော်ကျွန်တော်နေတာအပူပိုင်းမှာနေတာ4လီတာလောက်ကဘာမှမဖြစ်ဘူးနော်ကျွန်တော်လည်းတင်းတဲ့ဆရာကြီးတွေဆိုအနည်းဆုံး1ရက်ကို5လီတာလောက်တောက်တယ် ဘိုက်ကိုချက်နေတယ်သူကအဲ့လိုမျိုးပြပြတာရေတောက်ပါရေတောက်ပါနော်ဘိုက်ချက်ချင်းရေတောက်ဟာကျွန်တော်လည်းအဲ့ဒါရေကိုဟိုခဏခဏအစင်းကထိုင်ရတာတဲ့၃နီးခွက်တောက်နေတယ်ဘယ်ခွက်ကြီးနဲ့မှတ်ခွက်ကြီးနဲ့ရေတောက်လိုက်ကော်ဖီတောက်လိုက်အဲကြက်ဥစားလိုက်နဲ့အဲ့လိုပြပြတာလीနော်